အရက်ဆိုတာကပေါ်လာတာလေညာနော်ဘဟုတုတပြည့်တခုပြောဦးမယ်ဗမာလူမျိုးတွေကဒီဟာကိုအရက်လို့ခေါ်တယ်ဟုတ်တယ်မလားမှန်ပါဗျာထိုင်းနိုင်ငံမှာဟိုးတရုတ်ပြည်မှာလာအိုနိုင်ငံမှာလည်းအရက်လို့ခေါ်တယ်ဆိုရင်တော့ဒါဟိုဒီအိန္ဒိယနိုင်ငံမှာလည်းအရက်လို့ခေါ်ရင်ဆိုရယ်ဆိုရင်တော့အာဝေါ်စရာမရှိဘူးပေါ့ဗမာနိုင်ငံနဲ့အဝေးကြီးပဲမိုင်ပေါင်းတစ်ထောင်ကျော်တယ် ပင်လေထဲမှာကျွန်းနိုင်ငံတွေသီရိလင်္ကာနိုင်ငံအဲ့ဒီနိုင်ငံမှာလည်းဒီအရေးကိုအရက်လို့ခေါ်တာပဲဘာစကားလဲဘယ်လိုလို့ပြောင်းသွားတာလဲဘယ်လိုပါဠိစကားလဲမဟုတ်ဘူးเนาะဟိုမှာပင်လေထဲမှာကျွန်းနိုင်ငံတွေဘာမှအဆက်ဆက်မရှိဘူးအဲ့ဒီနိုင်ငံမှာလည်းဒီအရေးကိုအရက်လို့ခေါ်တာပဲအအောင်လို့မဆုံးဘုန်းကြီးကဘသူတွေအများဘယ်လိုခေါ်ယူသွားတယ်ပြီးတော့နာမည်ပေးလိုက်ကြတယ်လည်းမပြည့်ဘူးဟုတ်လားနော်စပြီးတော့ပေါ်လာတာလည်းအန်ဝန်စရာကောင်းတယ် တဘာဝအဖြစ်တောထဲမှာတစ်ပင်တစ်ခေါင်းကြီးတွေကဒီလိုလေးတွေနေကြတာပေါ့လေဟုတ်လားဒီလိုနေလို့ရှိရင်တော့ရေတွေပါတွေတင်းစရာမရှိဘူးတချို့တစ်ပင်ကြီးတွေကဒီလိုနေကြတာအဲ့ဒီတစ်ပင်ရဲ့အခွန်အခောက်တွေတဲကိုနှက်တွေပါတွေကဟိုကဒီကအစားတောက်တွေစားချီးလာကြစားကြနော်မကုံတဲ့ဟာလေးတွေချထားခဲ့ကြဗမာလိုပြောရင်တော့စိတ်ရည်လိုဖြစ်နေတာနေမှာပေါ့အဲ့ဒီအရေးကဟုတ်တယ်မလား သူတို့စားလာတဲ့ဟာကိုရေငတ်တဲ့ချိန်ကျအဲ့ဒီရေလေးသွားတောက်ကြတာတောက်တော့အကုန်လုံးမူးလေကုန်တာပေါ့မူးလေကုန်တာကိုတောထဲမှာငှက်လိုက်တဲ့ငှက်ပြစ်တဲ့မုတ်ဆိုးတွေကနေတွေ့သွားပြီးတော့စမ်းတောက်ရင်းနဲ့ဒီအရက်ဟာကဘာကျော်လာတာပါလေဗျာဟုတ်ပြီလားနော်ကဘာကျော်တောက်သုံးဘွေရာဖြစ်လာတော့တာပေါ့အသေးပဲနော်အဲ့ဒီတော့ကြာလာပြီတဲ့ပေါ်လာတာကြာလာပြီပေါ်လာတာမှတ်ထား နော်အရက်ဟာခါတယ်ပူတယ်နော်ကျမ်းမာရေးနဲ့လည်းမကောင်းဘူးဘသူပြောနေနေသူ့မှာဆွဲဆောင်တတ်တဲ့အာကတနာတတ္တိဆိုတာရှိနေတယ်တိတ်အံ့ဩစရာကောင်းတယ်နော်ခြုံများခြုံတယ်ဆိုရင်တော့ဘလောက်တော်များတောက်လိုက်ကြမလဲတော့မသိဘူးဟုတ်လားနော်ဒီလောက်တော်မှအဝင်ဆိုးတယ်ဆိုတာကိုတောက်တာသူ့မှာဆွဲဆောင်တတ်တဲ့တတ္တိရှိနေတယ်အံ့ဩစရာတိတ်ကောင်းတယ်နော်သူကဘသူ့မှာဟောလို့တွန်းမထုတ်ဘူး နော်တွုံးမထုတ်ဘူးသူ့ကိုတောက်တဲ့ပုံကိုဒီလိုဆွဲယူတာစာထဲမှာသူ့ရဲ့ဂုံတက်တိတွေကအဟွန်းစာသိကောင်းတာဒါကြောင့်မို့လို့နမူနာလေးတွေထုတ်ပြမှာပေါ့ဒါကြောင့်မို့လို့ဘဝပြက်ခဲ့တဲ့ပုံကိုအစမ်းလောက်ပဲမိဖြစ်ဆွေပြေလောက်ပဲဆိုတော့လောကကြီးမှာအပြစ်မတင်ပါဘူးတောက်ကြတာစားကြတာဘဝပြက်လောက်အောင်တောက်တောက်ကြပြီဆိုရင်တော့ဒါမဟုတ်တော့ဘူးမင်္ဂလာတရားတော်လည်းပြက်တယ်အဲ့ဒါမှတ်ထား ဒီနေ့အဲ့ဒီ message လေးကိုပေးမှာဟုတ်တယ်မလားနမူနာလေးတွေထုတ်တယ်ပြီးတော့ပြောပြမယ်နော်အစောဆုံးစတွေ့ရတဲ့ဘုန်းကြီးယဟန်နေနဲ့ပတ်သက်တဲ့ဘုန်းကြီးယဟန်နေကိုလည်းဗုဒ္ဓမြတ်စွာကပြညတ်ထားခဲ့တယ်သူရာမေရယပါဏီပါစိတိယံအယက်သေးစာမတောက်စားရဘူးတောက်စားရင်တော့ဒီအပြစ်တင်တယ်ဆိုပြညတ်ထားတယ်ဘုန်းကြီးတပါလောကီဇန်နေရတယ်လောကီဇန်နေလောကီဇန်နေရတယ်သူ့သွားပြင့်နေပြီးတော့ဟိုမှာ မဟုတ်တကောင်ပြောရပါစို့သူကတော့အထဲထဲမှာတော့အစိတ်ပြင်းတဲ့ငကားလို့သုံးတာအဲ့ဒီဟာကိုနှိမ်နှင်းဖို့တွေအဲ့ဒီပုံကိုသွားပင့်တာ तू ကတကယ်ကိုဇန်အဘိညာဉ်တွေရတယ်လောကီဇန်အဘိညာဉ်တွေပေါ့နော်အဲ့ဒီမထေရသွားပြီးတော့နှိမ်နှင်းပေးလိုက်တော့ရွာသူရွာသားတွေကကျင်းနဲ့အားရပြီးတော့အရှင်ဘုရားဗာမားအလိုရှိတော်မြတ်နော်တပည့်တော်တို့နှောက်ရှက်နေတဲ့အဲ့ဒီမွေငကားကိုအရှင်ဘုရားရှင်းပေးလိုက်တဲ့အတွက် တပည့်တို့အရှင်ပြားကိုဘာများကတ်ရမလဲဘာများလှူရမလဲဖရာဆိုဟိုဖုန်းကြီးကတော့ငြိမ့်နေတာပါဘာမှမပြောပါဘူးဘေးကဖုန်းကြီးတည်းဝင်ပြောတာဟာတကားတို့တောက်တယ်မုံလားကွာအဲ့ဒီအရေးတမျိုးလေကာပေါတိကပတန်နာလို့စာထဲမှာတုံးတယ်ခိုးချေရောင်အစင်းရှိတယ်ဗျာအဲ့ဒီအရေးကနော်စေရီလားအရက်လားဆိုတော့ပြောလို့မရအောင်အဲ့ဒါကဖုန်းကြီးရမ်းနေတွေ့လှူတဲ့ပုံကိုရှားတယ်ဆုံးနေကုန်းနေတာလှူနေကြတာအဲ့ဒါရှားအဲ့ဒါ အဲ့ဒီအရေးကလှူလိုက်ပေါ့ဗျာဆိုတော့ဘေးကဖုန်ကြီးတည်းကဝင်ပြောတော့အဲ့ဒီဖုန်ကြီးကြွလာတဲ့အချိန်မှာဟိုအိမ်ကလည်းပဲခုခေတ်စကားနဲ့ပြောတော့ခေါင်ရည်လိုပုံစံမျိုးနေပါပဲအိမ်တိုင်းအိမ်တိုင်းကချင်ပြည်နယ်လို့ဆိုတာခေါင်ရည်လေးတွေရှိတယ်လေဟိုဖုန်ကြီးကြွလာပြီးဒီအရေးကိုကတ်ရပရဲဆိုတော့ရွာထဲကလူတွေကသူတို့အိမ်ရှိကိုဒီခွက်လေးတွေနဲ့အိုးလေးချတာတော့ဖုန်ကြီးကတအိမ်တစ်ခွက်ပေါ့မြည်ဆန်းသွားတာ ဟိုးရွာပြင်လဲရောက်တော့တခါတည်းဂျွန်းစိုက်တယ်ပြီးတော့ထောထောင်လဲတော့တာပဲထောင်လဲတော့တာပဲဗုဒ္ဓမြတ်စွာကဆုံးခံကြွလာရင်တွေ့တယ်ဗျာတွားတွေ့တာသူ့ဟာဘယ်သူတို့ဓာတ်ဆိုအရှင်သာကတမထေပါဗျာအင်မတန်မှဘုံတကူကြီးတဲ့အရှင်မထေပါပဲအဲ့ဒီအချိန်မှာအဲ့ဒီမထေရဲ့ယာဒူးကမနေဘူးဗုဒ္ဓမြတ်စွာရဲ့ PA ယာဒူးနော်တကယ်ကိုသူကကိုရည်ရာရှိဗုဒ္ဓမြတ်စွာရဲ့နောက်နာကနေလိုက်နေတဲ့ပုံကိုတိုင်းနေတဲ့ပုံကို အာဗုဒ္ဓမြတ်စွာဘလို့ဖြစ်ကြတာလဲလို့ပြီးတော့ဒီလိုဒီလိုပါပဲဗျာရွာတွေကအဲ့ဒါလိုဝိုင်းတိုက်ကြတာနဲ့တောက်တဲ့ပြီးတော့ဒီလိုဒီလိုဖြစ်လာတာပါဆိုဗုဒ္ဓမြတ်စွာကဲကဲအသာလေးမင်းတို့မခဲ့ကြဆိုနောက်ကဘုန်းကြီးတွေကလည်းပဲတပိတ်လေးတွေအလွယ်တဲ့ပြီးတော့သူ့ငူးနေတဲ့ဘုန်းကြီးကိုမချလာတာအကြောင်းရောက်เจ้าရောက်တော့ဗုဒ္ဓမြတ်စွာခေါင်းရင်းကထိုင်းနေတယ်ဗုဒ္ဓမြတ်စွာဘက်ကိုခေါင်းလေးပြုတ်ရပြီးတော့သူ့ကိုတိတ်လိုက်တယ်เนาะငူးနေတော့ခေါင်းကမထူနိုင်တော့ အမှုလွန်နေပြီအိတ်တာနေမှာပေါ့အိတ်တာတာအဲ့ဒါလေဗုဒ္ဓမြတ်စွာဘုရားခေါင်းပြုပြီးတော့တိတ်တာကိုလဲတဲ့ပြီးတော့ဗုဒ္ဓမြတ်စွာကိုခြိပေးပြီးတော့သူအိတ်တယ်ခြိပေးပြီးအိတ်တယ်ဗုဒ္ဓမြတ်စွာကသဘောကျသွားတယ်အေးမင်းတို့တွေကြည်ကြအရင်တော့ကသူကဒီလိုဟုတ်ကြလားနော်စိတ်တဲ့သူစိတ်ထဲမှာအဒီအရေးကိုမတောက်ခင်ကဒီလိုဟုတ်ရလားမဟုတ်ပါဘူးဗျာအခုအရေးတောက်သွားပြီးတော့သူဘယ်လိုဖြစ်သွားလဲဒီလိုဒီလိုဖြစ်သွားပါလေဗျာ မြတ်စွာဘုရားမှ तू မသိတော့ဘူးအဃာရဝတဲ့အဲ့ဒါမှတ်ထားအရက်တောက်တဲ့ပုဂ္ဂိုလ်ဟာလူကြီးသူကြီးရဲ့လို့ तू မသိတော့ဘူးနော်ဘုရားတော်မှ तू မသိတော့ဘူးအဲ့လိုဖြစ်တာဒီအေရဲ့စွာအားကဘလောက်တော်ပြင်းတယ်လဲဆိုတာနော်မသိတော့ဘူးဒါကြောင့်မို့လို့ဗုဒ္ဓမြတ်စွာအေးမင်းတို့တွေမှတ်ထားကြလောကကြီးမှာနော်ငါလိုပုံကူတော်မှသူခြိပေးပြီးတော့အိမ်တိုင်းနေတယ်။တာမန်ပုံကူတွေဆိုတာပြောမင်းနေတော့ ဲ့ဒါဘာဖြစ်လို့လဲရှင်းတုံးကဆိုရင်ဒါငါတပည့်ပဲငါနောက်ကနေအပြဲလိုက်နေတဲ့ပုံကိုငါကိုသိယူသိသေးစားတဲ့ပုံကိုပဲအခုဒီလိုဖြစ်သွားပြီဒါပဲဒါပဲမစ္ဆာပဲအရက်ကြောင့်မို့ဒီလိုဖြစ်တာပဲဗုဒ္ဓမြတ်စွာကအဲ့ဒါလိုမိမ့်နေပြီးတော့သူရာမေရယပါနေပါစိတ်တရားတဲ့မင်းတို့တပည့်ဒါဒီလိုကိုလုံးဝမတောက်နဲ့မတောက်နဲ့နော်ငါးပါးတည်တာထဲမှာနောက်ဆုံးကနေထည့်တာ အဲ့ဒါကိုရှောင်နိုင်တယ်ဆိုရင်မင်္ဂလာတရားတော်ဖြစ်တယ်တဲ့ဗုဒ္ဓမြတ်စွာဘုရားเนาะတဖြည်းဖြည်းနဲ့ညော့လာတယ်ဗမာရှင်ဘင်းนี่ရောက်လာပြီเนาะအရက်တောက်တဲ့ရှင်ဘင်းကတော့ရှားတော့ရှားပါတယ်ဗမာရှင်ဘင်းนี่တဲ့မှာတို့တော့နာမည်ကြီးွားတဲ့ပုဂ္ဂိုလ်ရှိတယ်လေဗမာတမိုင်းထဲမှာတပင်ရွှေထီးတဲ့ရာဟုရလေတာเนาะတောင်ငူခက်မှာပေါ်ခဲ့တာတောင်ငူခက်မှာမွေးလာတဲ့အချိန်အမေကမွေးလာတဲ့အချိန်မှာခေါင်းပေါ်မှာ ရွှေရောင်သပင်လေးတစ်ချောင်းပါလာတာလေဗျာဒါကြောင့်မို့သူ့ကိုတပင်ရွှေထီးလို့နာမည်မှဲ့ခဲ့တာတကယ်ကိုဘုံးလက်ယုံနဲ့ပြည့်စုံတဲ့ပုံကူပဲဘုံးလက်ယုံနဲ့ပြည့်စုံတဲ့ပုံကူဘရင်တော်ဟုတ်တယ်မလားဘရင်တော်မင်းကြီးရဲ့ရောက်ဖတော်တယ်ဘရင်တော်မင်းကြီးကနမ်းမျိုးမဟုတ်ဘူးတပင်ရွှေထီးကအဖေကမင်းကြီးညိုဆိုတာတောင်ငူမျိုးကိုတီထောင်သွားတဲ့ရှင်မြင်းကြီး အမေကတော့အရက်သူပါပဲပဲနွယ်ကုန်းမြို့ရဲ့တကြီးသမီးတဲ့ဗျာခင်ဦးတဲ့အဲ့ဒါမွေးလာတော့ခေါင်းပေါ်မှာရွှေအောင်လေးတပင်ပါလာလို့သူ့ကိုတပင်ရွှေကြီးလို့ခေါ်လာတကယ်ဘုံနဲ့ရုံနဲ့ပြည့်စုံတဲ့တိုက်ပွဲတွေအကြီးကျယ်တိုင်းကုန်လာသို့သောဖောက်ပြန်လာတယ်အဲ့ဒီဟာကိုသွားတယ်ပြီးတော့ကြိုက်သွားလာဗမာလူမျိုးတွေကပုံကိုတွေကတော့သူ့ကိုမတိုက်ရဲပါဘူးမဆွဲရဲပါဘူးနော်အဲ့ဒီခေတ်ခါကစပြီးတော့ပေါ်တူဂီဆိုတဲ့လူမျိုးတွေကဗမာနိုင်ငံကို အဝင်ထွက်ရှိနေပြီတဲ့ဗျာအဝင်ထွက်ရှိနေပြီကြားဘူးကြမှာပေါ့နတ်ရှင်တော်တို့ဟုတ်တယ်မလားငရှင်ကာတို့ပါလို့ဆိုရပုံကူတွေခစ်ကြတယ်ဒီအရှိတောင်အာရှနိုင်ငံတွေကိုပေါ်တူဂီတို့ဒတ်တို့အင်္ဂလိပ်တို့ဆွဲပုံကူတွေရတော်တော်နှစ်ပေါင်းစော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 တွေရကိုဆိုကြပါစို့15ရာစုလောက်ခဲ့ရကိုသူကထိုးပေါက်လာဆိုတာသူတို့နဲ့အတူတူပါလာပါလာခုခေတ်စကားနဲ့ပြောရင်တော့ဝိုင်လို့ပြောရတယ်မြင်တယ်သူကအရက်ချိုးလို့ဘာသာပြန်ထားတယ် ဲ့ဒါကိုသွားကတ်တာသွားတိုက်တာပေါ့သွားတိုက်တော့ဆွဲသွားတာပဲတဖြည်းဖြည်းနဲ့နော်အဲ့ဒီပေါ်တူဂီလူမျိုးကအရက်နဲ့လိုက်တဲ့အစားတောက်တွေကိုလည်းအင်မတန်ကျွမ်းကျင်တဲ့ပုံကိုတဲ့ဗျာပုံကိုတဲ့နော်သူကပါလာတာသင်္ဘောသားဘောရတယ်ပါလာတယ်လို့ထင်တယ်ဗမာပြည်ကိုတောင်ကိုရောက်လာဘလောက်တောင်မှတပင်ရွှေကြီးကနောက်ပိုင်းမှာပြည့်စည်သွားတယ်ဆိုတော့အဲ့ဒီအရက်ကိုဆွဲတယ်အဲ့ဒီ ပုံကိုချက်ပြီးတဲ့เนาะဆိုကြပါစို့ကြက်ကြော်တွေဝက်ကြော်တွေအကင်အပေါင်းနေနေမှာပေါ့အဲ့ဒါကိုအဲ့ဒီလူမျိုးသူတယောက်တည်းလောက်တတ်တယ်ကြံတဲ့ပုံကိုတွေမလောက်တတ်တော့အဲ့ဒီလူကိုပြန်သွားပါသူသိတ်ဆိုးရင်ねသူ့ရဲ့စတော်ခဲပေါ့ဟုတ်တယ်မလားအရက်ကိုလည်းသူချက်တတ်တယ်တပြက်သီးတွေကနေစပြီးတော့ချက်တော့ဝိုင်းလိုပုံမျိုးထင်ပါတယ်เนาะနောက်တစ်ခါဒီအင်းနေရာတွေကိုလည်း तू ကလောက်တတ်တော့ तू ပြန်သွားမှာတုတ်ဆိုးရင်တော့ မိဘရဲ့ငယ်တယောက်နဲ့ပေးစားပြီးတော့အဲ့ဒီမှာအခြေကျအောင်တောင်းရင်မှာအခြေကျအောင်သူလုပ်တာလေဗျာနောက်ပိုင်းကျတော့ဆိုကြပါစို့အရက်ကိုဂျိုးကတ်တယ်ပြီးတော့ဆွဲသွားတော့ဘာမှကိုတန်းရင်ပြေးကိုသူ